ပြန်ရောက်ပြီဗျာဟုတ်ပြီတော့ခဏပြန်တော့လာတယ်ဘုံတော့ရိုက်ရတယ်တဲလိုက်မမနေခေါ်လာမနေခေါ်လာခုနောက်ပိုင်းတင်းဆောင်မလုပ်တော့ဘဲနဲ့တဘုံမေးချက်ကြီးလုပ်လဲကြာဟုတ်တယ်ဟိုနည်းနည်းလို့ရှင်ပြန်တော့ပါတော့ကာလာအားလို့ကန်တော်ရိုးပါတော့ဘာချိန်ကြီးတော်မချွတ်လာလဲကားမှာထားခဲ့ကြာမေးရင်လည်းခေါ်တော့ပဲဘာလို့ကြီးနေရလဲငါလိုက်အဲ့လိုပဲသူကအကုန်ထွက်တာအဲ့တော့မင်္ဂလာပါမတွေ့ရလဲကြာပြီမင်္ဂလာပါဘုံเนาะအခုဒါ တိဥဆောင်နေနဲ့ရောအပြင်မှာအခုဘာတွေလှုပ်ရှားနေကြသေးလဲအဲ့တော့ညီလေးဆိုရင်လည်းတချင်းလည်းဆိုရဲဆိုအားနဲ့ပတ်သက်ပြီးတော့ညီလေးပြင်ဆင်မှုတွေလည်းပြောပြပါအခုကတော့ကျွန်တော်ဒီတချင်းလေးတွေအခုပြန်ပြီးတော့ဟိုပွဲတွေပေါ့နော်ပွဲတွေအရဆိုဖြစ်တယ်အဲပြီးသွားလို့ရှိရင်အခုကျွန်တော်အပြင်မှာအဲရုပ်ရှင်ကားကြီးရိုက်ထားတယ်ပြီးတော့ဇလန်းတွဲလည်းရိုက်ထားတယ်မထွက်လာသေးဘူးပေါ့ဟုတ်သေးဘူးနော်ကိုကြီးပြရအောင်အဲကျွန်တော်လည်းလိုပဲဇလန်းတွဲရိုက်ထားတယ်ပြီးတော့အဲကျွန်တော်ပြန်မှာ commercial ရိုက်တယ်အဲကျွန်တော်ကတော့ အဆိုတော့မဟုတ်ပေမဲ့ပေါ့နော်ဒါပေမဲ့တချင်းဆိုတာလည်းဝါသနာပါတော့အဲကျွန်တော်သူ့လိုအဆိုတော့ဖျောက်အောင်နည်းနည်းစူးစမ်းနေရပေါ့စားထိုင်းနေပြီပေါ့အဆိုတော့ဖြစ်မလားလို့သူနာကတ်နေလားဟောချင်းနေလဲဒါဆိုနည်းဝါသနာပါတာပေါ့နော်ဟုတ်အော်ချင်းနေလဲဆိုနေပြီးတော့သူကဆိုရခိုင်းတာနဆိုင်ကိုဂျင်းဆိုတာမတွေ့ဘူးနဆိုင်ကိုဂျင်းကတော့ဆုံးလုံးဆုံးကြားဘူးအကောင်းနေတချင်းအဲ့ဟိုမှာကျွန်တော်ရိုက်တဲ့ series တော်တော်များများမှာဆိုလို့ရှိရင်လဲတချင်းဆိုရင်ဒီဆက်ကိုဒီဆိုရလားအမြဲတမ်းပါလား ဖရာကြီးကိုလည်း background music တွေပါဘောကိုတကယ်ဆိုတော့ပထမပထမဆုံးစရိုက်တဲ့ဒီຫນွေလည်းညလာမင်းမှာဆိုလို့ရှိရင်လည်းစပြီးတော့တချင်းဆိုရယ်စင်စပါတယ်နောက် short တွေမှာဆိုလို့ရှင်းဆိုတာလည်းပါလေအခုနောက်ဆုံး apron the grim မှာတကယ်မှာလည်းဒီ guitar နဲ့ဆိုနေတာဆိုတာဖိဆိုင်လေးမှာလာမှာဟုတ်တယ်အရှိဟိုတခြား series မှာဆိုလို့ရှိရင်လည်းတချင်းဆိုရယ်ဟာအမြင်နဲ့ပါတယ်အဲ့ဒါဆိုတော့တချင်းပါတချင်းနဲ့တိုင်းကြီးဆိုရယ်ဘယ်ဟိုအပြောင်းတက်ခွင့်မှာတော့ကျတော့ဟိုပါလေ ွာလုံးလေးမှာဝိုင်းအောင်အဲ့ဒါကိုကြည့်လိုက်ရတယ်။ဟာလေးဆိုပြပါလား။တန်လေးနေနေနားထောင်ကြည့်ချင်။စုံရဲနဲ့တော့တစ်ယောက်သလုံးစုံရဲ။ညင်းတော့ညင်းဘူး။ညင်းဘူး။အန်ဆိုချင်တာ။တန်းစစ်တာလုပ်ဖို့။ Okay အားပေးမယ်။ဒီလိုနေဆန့်ကျင်ဘက်မြင်တွေကိုတုံးတရင်လူတွေပေါ်ဘယ်သူကမှပြီးမှန်တယ်လို့ ဆိုရလာပြီဟောတန်နေနဲ့ဝင်နေလို့ဆိုတတ်ပါလေဆိုပါလေအရင်တော့ဒီဘိတ်ဆိုလို့ဆိုတာမရှိဘူးသူကပြန်ကြာပြီဟိုတန်နေနဲ့ဝင်နေလို့ပါအခုတော့ဒါအတန်ဝင်နေလို့ရတယ်ဝင်နေလို့ဟောတငယ်ချင်းနှစ်ယောက်ပေါ့အခုဒီနောက်ပိုင်းဟို music လေးနဲ့ပတ်သက်ပြီးတော့နည်းနည်းပေါင်းပြီးတော့လုပ်ကြမယ်ဆိုပြီးတော့အဲကလပိတ်လေးကိုအဲစိတ်နေတာသူကလည်းအမြင်ဟို idea လေးပေါ့နော်သူအဲ့လိုလာလာပေးရလေးရှိရဲ့ဒါလေးလည်းသူအဲ့လိုမျိုးပေါ့သူလာလာတိုင်မင်တာပေါ့အဲ့လိုမျိုးလေးမိလာနေတော့ ဘယ်သူနဲ့လဲကိုနေရတော့အော်မနေဘူးကျွန်တော်ကမြောက်တကုံမှာသူကလိုက်မှာအင်းအဝေးကြီးနီးလေးဟုတ်ညီလေးပဲသွားရတာပေါ့อืมเดี๋ยวไปส่งเก็บไปเดี๋ยวไปส่งเก็บไล่ได้ไอ้เหล่านี้ยอมมาเก็บไปหมดเลยอ่ะแต่เสียซะเราต้องเปลี่ยนปู่อ่ะบ่โหดิพอบ่เล็ดตะคู่ตั้วมิ้นบอกอ่ะอืมตัวนั้นน่ะใครเปลี่ยนปู่ให้ฉันพอตะคายดูกำมาละไอ้เฉยเนี่ยเอ้าเอ้ามันจะเป็นจริงๆเพิ่มมาบ่เออโอเคตะคายจริงๆเพิ่มมาบ่เปลี่ยนแล้วปู่อ่ะ ဟဲ့ငါတို့ကဘာလို့ရည်လဲရည်ပါဘူးရည်ပါအခုပဲဟဲ့လေမလေးဟာလည်းမေးကြပါဦးပြင်မအခုမေးနေတော့တူနေမကြိုက်ပါဘူးကိုကြည့်နေတာလေးပြီးပြပါပြီလေတို့နေအပြန်လန်းအဲ့ဒီငွေကြေးတွေရှင်းနေနေကြတယ်ငွေကြေးတွေအမသိနေတာကြတော့အမစစကျွန်တော်ဇဝင်ရတာနော်တွေ့တော့မေးဘူးသေးရဲ့နှစ်ယောက်ဇလန်းထဲမှာစုံမှုလားပေါ့ဒါပေမဲ့အမတို့တတိထားမိရက OMG မှာနော်ဂိမ်းကျိုးမှာတခြားတူတူစုံတာဆိုတော့အဲ့ဒီနှစ်ယောက်လိုရင်းနှီးသွားတဲ့အပိုင်းလေးပြပြပေးပါဦး အမ်ကျွန်တော်ねသူနေကတော့ဟိုပြောလို့ခေါ်မလဲဒီ MRD4 ကနေပြီးတော့မှကျွန်တော်တို့ဘောနော်ဒီအဲဒီအတားရေယူရတာဗောနော်ယူရတဲ့အချိန်မှာသူနေကျွန်တော်နေတာ batch တွေဗောနော်ဟော same batch တွေဗော same batch တွေဒါပေမဲ့ same batch တွေဆိုပေမဲ့ကျွန်တော်သင်တန်းနေပြီးသွားတဲ့အချိန်မှာကျွန်တော်ဒီရိုက်ကူးကြီးတွေခေါ်တယ်ပြည့်ရဆိုတဲ့အခါမှာတော့တကားတကားမှတော့မစုံဘူးဒီအဲ့တော့ तू ကသူ့သူ့ဇလန်တွေဗောကိုကကိုဇလန်တွေဗောအဲ့လိုဆိုဟုတ်တယ်တကားမှကျွန်တော်တို့မစုံဘူးကျွန်တော်တို့တမဟုတ်တယ်6နှစ်9နှစ်ရှိပြီ ကိုမမစောတကာမှမတွေ့ဘူးဒါပေမဲ့ခင်ခင်တာတော့ဒီရုံရောင်းမှမဟုတ်ဘူးအပြင်မှာလေအပြင်မှာလည်းခင်တယ်အရင်တော့ခင်တယ်ရင်တော့ဆိုရင်ဒီဗီဒီယိုကားလေးပါဆိုတော့အဲ့မှာတော့ပါပေါ့နော်ဗီဒီယိုဖြစ်တော့စုံမှုရဲ့ဟို series ရိုက်တဲ့အချိန်မှာတော့မစုံဘူးစုံသေးဘူးအဲ့မဲ့ same best ဆိုတော့အဲ same best ဆိုတော့ ဆုံးပြတ်တယ်ဒါမဲ့သူတို့ဘာဝတ်ကံမပါလားဟုတ်ကဲ့အဲ့လိုဒီဘလိုခေါ်မလဲကျွန်တော်တို့ဒီဇလန်းနေမှာမဆုံးပြမဲ့လေခါလေးကိုယ့်အကူတငယ်ချင်းနေအပြင်မှာပဲစုပြီးတော့ခါလေးမုတ်သွားစားဖြစ်တယ်အဲ့လိုမျိုးဟိုသွားလာလေကြတာပေါ့နော်အဲ့မျိုးကြီးရှိရဲကျွန်တော်တို့ဒီဒီ MRP TV 4နဲ့ပေါ့ကျွန်တော်တို့အလုံးမလုတ်ခင်တော့ကလည်းအပြင်မှာကျွန်တော်အဲ့လိုဗီဒီယိုလောကတော့တော့လေဗီဒီယိုလေးဒီအမှတရားတရားအဲ့လိုရိုက်ဖူးပြီးအဲ့မှာတော့စုံမှုရေရှူတင်နေမှာတော့ဘယ်လိုလဲရွှေရှင်ရတာ ေရိုင်းကြီးလေဗီဒီယိုရိုက်တယ်လို့ဟုတ်အားဆုံးပါတော့ဘာမို့ဘာမို့စားစားပြောမေဟုတ်မေပြောပြောစားဘာမို့ဟုတ်မေညင်သွားလို့အဲ့လိုအဲ့လိုအဲ့လိုမဆုံးအဲ့တော့ရင်းနေရပုံတော့ဟုတ်တယ်အပြစ်မဒီ forever group နဲ့မ join ရင်ခဲကအပြစ်မအစရရတေးဥဆောင်နေလုံနေကြတာပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ခင်းလာလို့16နှစ်လောက်ရှိပြီနော်ဟုတ်တယ်ကြာပြီဟုတ်တော့ကြာပြီ relationship ဟုတ်တယ်ဟုတ်တယ် အနုပညာတက်တန်းတော်တော်ကြာနေပြီကျွန်တော်တို့17နှစ်နေပါဗော17နှစ်17နှစ်နေပါဗောဒါဆိုအနုပညာလုံးမလုပ်ခင်လည်းတည်ရလား ဲ့လိုရောမသိဘူးလူပညာမှန်တော့ပြောရမယ်ဆိုရင်တော့စလုံးတဲ့အချိန်ပေါ့စလုံးတဲ့အချိန်မှာအမှစပြီးတော့ကျွန်တော်တိုးဆောင်ရွေးပွဲတွေပိုင်းမှာစုံပြစ်တယ်လေစုံပြစ်တယ်အဲ့မှာစုံပြစ်တယ်ညမန်းတမ်းမီနောက်ကျတော့စကားရိုက်ပြောပြတယ်ဟုတ်ပြီအဲ့ဒီမတိုင်ခင်တော့အဲ့လိုအနုပညာနဲ့ပတ်သက်ပြီးတော့ကိုယ်အနေနဲ့ဒီလမ်းကြောင်းပေါ်ရောက်ဖို့တော့ဘယ်ဟာစခဲ့ရလဲအဲ့နှစ်ယောက်ကိုလေအဲ့ဒါနဲ့ပတ်သက်ပြီးတော့တခါမှတော့အမှမမေးဘူးထင်တယ်တော့အဆိုတော်အနေနဲ့တည်ခဲ့တယ်သူဟာသူသူဖြေးလိမ့်မယ်ပြောကြကိုယ်အနေနဲ့ကြတော့ဆိုရင် young care လောက်တာပဲ young care သူကဲလို့လည်းကျွန်တော်ရင် ဖြေလိုက်တယ်နော်။အဲနတ်ဆိုင်ကိုအရင်ဖြေလိုက်။ကျွန်တော်ကတော့ဒီအနုမညာအလုပ်ကိုစပြီးတော့ဝင်လာတော့အဆက်စပ်ကြီးကတော့အဲ့လိုပုံမှန်ကတော့တချင်းနားထောင်ပြစ်တာများတယ်။တချင်းနားထောင်ပြစ်တယ်။အဝတ္ထုတွေပါဖတ်ပြတော့ဒီဇလန်းထဲမှာဖြစ်ပြတဲ့အရာတွေကိုနည်းနည်းစိတ်ဝင်လာတယ်စိတ်ဝင်လာတခြင်းထဲမှာဆိုလို့ရှိရင်လည်းဒါ story တစ်ခုပါတယ်ဇလန်းတွဲ sorry ဝတ္ထုတွေပါတယ်မှာဆိုလို့ရှိရင်လည်းဒါ story တစ်ခုဖြစ်နေတာဖြစ်တဲ့အကြောင်းမလို့တခါလေရရင်ဖန်ရင်းနဲ့ ဒီတရုတ်ဆောင်တဲ့ဟာကိုစိတ်ဝင်စားတယ်ပေါ့နော်ဒါသူတို့အဲ့ထက်မှာပါတဲ့ဒီ character တရုတ်ဆောင်တဲ့ဟာမျိုးငါအပြင်မှာတကယ်တရုတ်ဆောင်ကြည့်လိုက်ရင်ဘယ်လိုနေမလဲပေါ့နော်အဲ့လိုတွေးတယ်တွေးပြီးတော့အချိန်မှာဒီစိန်နန်းပြီးလောက်တဲ့အချိန်မှာဆက်ဆပြီးတော့အရင်ခက်ကဆိုတင်းစားတွေမှာကြော်ညာလေးပါတယ်တရုတ်ဆောင်လျှောက်နေပါညာအဲ့မှာဆက်ပြီးတော့တရုတ်ဆောင်ရွေးပွဲလေးတော့ပြိုင်ဖြစ်တယ်အဲ့ပြီးတော့အရင်ဆုံးကျွန်တော်ဒီအဲ့မှာတရုတ်ဆောင်ခေါ်တဲ့အချိန်မှာအရင်ညဆိုရုပ်ရှင်ကားကြီးရိုက်ဖို့ဆိုပြီးတော့ကက်စတင်ခေါ်ရဲဆိုပြီးတက်လာတဲ့အချိန်မှာကျွန်တော်သွားပြီးတော့ သွားလျှောက်ကြည့်ရယ်အဲ့မှာအယောက်300 400ရဲ့မှာမှနှစ်ယောက်လာပြန်ယူရဲ့အချိန်မှာကျွန်တော်ပါရယ်ပေါ့နော်အရင်တော့ဒီတချင်းနေပိုင်ဘက်ကို train ကြီးရဲ့အချိန်မှာကျတော့လေတချင်းကျတော့ကျွန်တော်နဲ့တိတ်ပြီးကံမပါဘူးကီးမကိုက်ဘူးလို့ထင်တယ်တခုခုရွေးပွဲပါတော့ပြန်လို့ရှိရင်လည်းပြုတ်တာများရယ်ပြုတ်တာများဆိုတော့ငယ်လည်းငယ်သေးတော့အတန်ပါဝါလည်းမပြည့်သေးဘူးအချိန်မှာတေးဥဆောင်နေဘက်ကို ွားကြည့်တဲ့အချိန်မှာငါးနဲ့တရားပို့ပြီးတော့ဒီကြိုက်တယ်အဆင်ပြေတယ်။နောက်တခြားအားမှာလည်းရွေရွေတွားပြီးတော့တွားပြီးတော့ရှောက်တယ်ဆိုလို့ရှိရင်မှာတော်တော်များများမှပါတာများရပါတော့။အဲ့တော့ဒီ MRT4 မှာလည်းပါလာတာပေါ့။အဲ့တော့ဟိုကိုနေကဒီတိုးဆောင်နေဘယ်နဲ့ကဒီကြိုက်တယ်ဆိုပြီးတော့ဒီ line အစပြီးလုတ်ဖြစ်သွားပါဘူး။ဒီတော့မှဒီဘက်မှာနာမည်တခုရလာမှဆိုညီလေးဝါသနာပါတဲ့အဆိုးဘက်ကိုပြန်သွားနေတာ။ဟုတ်တယ်ပေါ့။အခုတော့အတန်ပါဝါအားတွေရောကိုယ့်ဘက်ကိုစိတ်ကျဉ်နေမှုရပြီလား။အမ်ကျွန်တော်ကတော့ငယ်ငယ်တုန်းကဒီဟိုဆရာကြီးဦးစိုးနှုနဲ့တော့ တချင်းတွေပါရေးတင်ထားဖို့ဒါတော့ရှိတယ်ပြီးတော့ကျွန်တော်ဒီတင်နန်းပေးတဲ့အချိန်မှာတော့ဆိုလို့ရှင်တဲ့ဒီအတန်ပိုင်းဆိုင်ရာတွေ vice training တွေလောက်ရတယ်လေနော်အဲ့လိုကျွန်တော်ဒီဖိလစ်ပိန်းဆရာတွေပိုင်းနဲ့တင်ရတယ်ရှိတော့တရုတ်ဆောင်တဲ့အချိန်မှာအတန်တိုးလျှော့ပါညာပြီးတော့အတန်တွင်းရတယ်လေဟိုရုပ်ရှင်ကလည်းနောက်ခံတကားပြောတွင်းသေးတယ်အတွင်းနဲ့တွင်းနဲ့ပေါ့အဲ့ဟာကြီးဆိုလို့ရှင်လဲပို့ပြီးတော့အဆင်ပြေတာပေါ့ဟုတ်အော်ရက်တီမဲ့လန်ကိုဘာသာကိုရွေးချယ်ခဲ့တာဟုတ်တယ်ဟုတ်ဟုတ် ူကပစ္စည်းဝိုင်းနဲ့တအားတောင်းချက်နေ။ဟုတ်ပါဘူး။လှုပ်တယ်လှုပ်တယ်။ကားလေးလည်းလှုပ်တယ်မျိုးစုံလှုပ်တယ်။တပုံလေးရိုက်တယ်။သူနောက်ပိုင်းတော့သူတပုံရိုက်တယ်။ဒါပါပဲ။ခုလာမှနမနဲ့ဒီ program ရိုက်ဖို့ရှိတယ်။ရှင်လုံးလားပြည်သူရေမြေ။အဲလောလောဆယ်ကိုပြင်ကန်တော်ကြီးသွား။ဟိုဟာပေါ့သူကတော့ပုံမှန်ဒီရွှေကုံရဲ့တောင်ပတ်မုတ်တောင်ပတ်မုတ်။လာပြီးမယ်လေမလေး။လာရအောင်ရှော့ပေးမယ်။အမြန်ပေါ့အမြန်အမြန်ပေါ့နော်။အမြန်ရအောင်ရှော့ပေးမယ်။ဒီ program ရေးလို့ရတယ်။ ကဲဟုတ်ပြီကညီလေးလောက်ပါအောင်ဆိုရအောင်ကျွန်တော်ကတော့ဒီအနုပညာလောကတဲ့ကနက်ဦးပေါ့နော်ကျွန်တော်ရဆက်ဆာချင်းကျွန်တော်ဘာမှမသိသေးပဲနဲ့ပထမဆုံးရောက်လာတော့ဆရာဂျွန်လွင်ပေါ့နော်အဲဆရာဂျွန်လွင်စီမှာအရင်ဆုံးအဲဒီတင်နန်းတက်တယ်တင်နန်းတက်ပြီးွားတော့မှအဲကနေကျွန်တော်နေကိုကိုနေတက်စင်ပြင်တဲ့စင်တက်တာပဲပေါ့နော်အဲ့ကနေပြီးသွားပြီဆိုတော့မှဆရာကျောင်းစီကနေသင်တန်းပြီးသွားတဲ့နောက်ပိုင်းကနေကျွန်တော်အဲ့လို Mr. Brier တို့စီမှာအဲ့လို show ရှောက်ဖြစ်တဲ့ပြိုင်ပွဲတွေပေါ့နော် အဲ့လို Mr. and Miss တွေပြိုင်နေပြိုင်တော့အမှစူရီရရပြင်းနေအဲ့အာဒီမှာနောက်ပိုင်းအဲ့လိုလေးတွေပေါ့နော်ကျွန်တော်ဓာတ်ပုံတွေရိုက်ဖြစ်လာမဂ္ဂဇင်းတွေဂျာနယ်တွေပေါ့နော်အဲ့လိုဒါကတော့အစပေါ့နော်ကျွန်တော်ဟိုအစပေါ့ရိုက်ဖြစ်လာရင်းနေမှာနောက်ပိုင်းကျွန်တော်ကဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တချင်းဆိုပြိုင်နေဟာကိုကြတော့ဒီပြိုင်နေလောကတွေရောက်လာပေါ့နော်ပြိုင်ပွဲလောကတွေရောက်လာတဲ့အချိန်မှာဒီတချင်း အဲ့မဆမဆိုခင်ကတည်းကတော့ဒီကင်မရာတို့ဒီစတိတ်တို့เนี่ยတော့ကျွန်တော်ကနည်းနည်းရင်းနှီးပြီးသားပေါ့เนาะရင်းနှီးပြီးသားအရှိဒီမှာလဲကိုကဟိုရှိထားပြီးသားဆိုတော့အဲ့ရင်းနှီးပြီးသားဆိုတော့အဲ့ပြိုင်ပွဲပြိုင်မှုအတွက်ကိုကျွန်တော်တငင်ချင်းနေရာဖောင်ယူလာတာပေါ့เนาะဖောင်ယူလိုက်နေကျွန်တော်ကပြိုင်မှုစိတ်ကူးလည်းမရှိဘူးကျွန်တော်ကိုကျွန်တော်လည်း confident မရှိဘူးပေါ့เนาะနောက်တော့တငင်ချင်းနေရာနေမှာမဟုတ်ပြိုင်ချင်းအဲအဲခါလီတရှင်းနေသွားဆိုတဲ့ခါကျရင်တို့ကကျွန်တော်ဆိုရာနားထောင်မှုရဲ့ခါကျရင်နင်းဆိုရင်ဖြစ်နိုင်နေဘာလို့ဆိုတော့တို့ပိုင်တို့ဖောင်နေယူလာပြီးတော့ကျွန်တော်အတွက်ဆိုပြီးတော့အဲ့လိုပေးနေမှာ ကျွန်တော်ကလည်းကဲငါမလုံနိုင်ဘူးမလုံရေးဘူးပေါ့နော်အဲ့ဟာနဲ့ဆိုတော့နောက်တော့လောက်ကြီးဟို ကိုယ်တော်ကံပေါ့အမရဲ့အဲ့လိုသဘောနဲ့ဆိုပြီးကျွန်တော်စပြိုင်ရင်းနဲ့မှကျွန်တော်ပြိုင်ပွဲတွေအဲ့ဒီသချင်းဆိုပြိုင်ပွဲတွေတော်တော်များများကိုပြိုင်ဖြစ်တာပေါ့နော်စာချင်းတော်ဝင်စင်တာနေလို့တဲ့ဒါကျွန်တော်ကနဦးပေါ့နော်စစချင်းပြိုင်နေအဲတော်ဝင်စင်တာမှာရွေးရွေးတဲ့အဲ top 10ပေါ့နော်အဲ့မှာလည်းကျွန်တော်စပြီး၁၀ရောက်ဝင်ခဲ့တယ်အဲ့ကနေပြီးတော့ကျွန်တော်ဒုတိယတော့ melody wall ပေါ့နော် melody wall မှာကျွန်တော်အမစပ်ထပ်ပြိုင်တော့ melody wall မှာလည်းကျွန်တော်စူရခဲ့တယ်အဲ melody wall ပြီးတော့ကျွန်တော်ဂီတတကားလေးဂီတတကားလေးဖွင့်မအောင်အဲ့မှာလည်းကျွန်တော်ရွှေတော့ရတယ်အဲ့ ရွှေရွှေတော့ရပြီးတော့အဲ့ဂီတတကားတွေပြကျွန်တော်အထက်ပမာပြီးပေါ့နော်ကျွန်တော်ဒီသင်းစုပြိုင်ပွဲအမှထပ်လုပ်တည်ရဲမင်္ဂလာမန္တလေးမှာ လို့တော့အမှလည်းကျွန်တော်တို့ဒီ top 10ရွေးရအမှလည်းဆယ်ရောက်အမှထပ်ပါတယ်အဲ့ဒါပြီးသွားတော့ကျွန်တော်အဲ့ကနေအဲ့ကနေကိုတော့ပွဲရနေရရင်တည်းမှာကျွန်တော်အမှတောက်လျှောက်ပွဲဆိုပြစ်လာပေါ့ဆိုပြီးနေဒီလောကရမှာကိုဖြည်းဖြည်းချင်းထဲထဲဝင်ဝင်လှုပ်လာပါเนาะလှုပ်လာတဲ့အချိန်မှာကျွန်တော်တို့ပို့ပြီး confirm ဖြစ်သွားတော့ဒီ2016ပေါ့เนาะ2016မှာ expector မြန်မာပေါ့เนาะအဲ expector မြန်မာကိုဒီဘက်ကနေစပြီးတော့ကနအူးစလုပ်မယ်ဆိုပြီးတော့ဒီ MD4 ကပဲထုတ်လင်းပြသတာဆိုတော့အဲကျွန်တော်ပွဲအကြီးပေါ့เนาะပြည့်လေဒီကောင်က global ပွဲဆိုတော့ global ပွဲဟိုအနေမှာဒီကျွန်တော်တို့ဒီမြန်မာ ာ franchise ပေါ့เนาะအဲ့လိုပြန်ယူလိုက်ဆိုတော့ကိုအရင်စိတ်ဝင်စားတယ်ကိုလည်းတစ်ချိန်တော့အားပေးခဲ့တဲ့ဒီပြိုင်ပွဲကြီးကကိုနိုင်ငံကိုရောက်လာပြီဆိုတော့ကဲအားဆိုလဲပြိုင်ကြည့်မယ်ဆိုပြီးတော့အရေးဆုံးပြီးတော့မနှက်ဖန်လို့ဆိုရင်ကျွန်တော် found ပိတ်တော့မယ်အဒီနေ့လို့မှကျွန်တော်အဲ့ information ကိုညနေလောက်ကမှသိရသိရဆိုကျွန်တော်မနှက်ဖန်ပိတ်တဲ့ရက်မှာပဲကျွန်တော်အမိသွားပြန်လိုက်တာပြန်လိုက်တဲ့ချိန်မှာတစ်ခါတည်းတင်တစ်ခါတည်းပြန်ဆိုအမှစားပြီးရွေးပြန်ခံရပါတော့ထက်ရွေးခံရနေမှာအမှ level တစ်စင်းတစ်စင်းနဲ့အရှိဒီမှာပဲအများကြီးဖြစ်ရတဲ့ level ကြီးအများကြီးရှိရပါအဲ့အနေမှာနောက်ဆုံးအဲတို့ဒီ10ရောက်ပေါ့ live ကိုတက်မင်း10ရောက် ောက်ကိုရွေးလိုက်တယ်ရွေးတော့အဲ့၁၀ရောက်သူပါသွားပြီးတော့တစ်စင်းချင်းကြီးပြိုင်းတယ်နောက်တော့ကျွန်တော် first runner up ပေါ့နော်ဒုတိယရခဲ့တာပေါ့ဟုတ်ကံလေးနော်ကံလေးပဲအဲ့တော့ winner ဘယ်သူအဲ့တော့အဲ့တော့ winner ကတော့ထွန်းအောင်စင်ကျွန်တော်က first runner အဲ့တော့လေအဲ့တော့ဇောကုံကဇောကုံကတတိယကျွေသချင်းဟုတ်တယ်ကျွေသချင်းလေးကိုကျွန်တော် winner စောင်းအနေနဲ့၃ယောက်တယောက် version တစ်မျိုးစီပေါ့လူပြီးတော့စူရတာပေါ့အဲ့လိုမျိုးအညီလေးရယ်သူရယ်ဇောကုံရယ်ဇောကုံရယ်ဟုတ် อืมๆအဲ့ဒီမှာကျွန်တော်ပြီးတော့အဲ့ဒါပြီးတော့ကျွန်တော် solo album လေးထွက်လာဖြစ်တယ်ပေါ့เนาะ album လေးထွက်ပြီးတော့မှအဲ့ solo album ထွက်ပြီးရဲ့နောက်ပိုင်းကျတော့မှဒါ4ကလည်းဒီ Joe Forever ကလည်းဒီတေးဥဆောင်ခေါ်တယ်ဆိုတော့ကျွန်တော်အမှလည်းထပ်ပြီးတော့သွားလုံကြည့်ရပါရှောက်ကြည့်ရဲ့ခါမှလည်းအမှလည်းတစ်ခါတည်းပါသွားပေါ့အဲ့လိုမျိုးဆိုတော့ဒီတဲ့ကိုအမှစပြီးတော့ဒီ Forever နဲ့အတူတွဲလုပ်ဖြစ်တာပေါ့အခုရောတချင်းတိလောက်ထားတာလည်းရှိလား အခုအသင်းနေအခုထပ်ကူကျွန်တော်လောက်ထားရရှိရဲအဲဒါမကြခင်ပါလေကျွန်တော်ဒီနှစ်ထဲမှာပဲကျွန်တော်ထွက်မှာ MV နဲ့အတူတူပေါ့နော်ဟုတ်အစ်စန်းလေးနည်းနည်းလောက်ကျော်ညာမပြချင်ဘူးလားမိတ်မဆက်ချင်ဘူးလား Forest လောက်လို့ပေါ့ အဲ့ဒါမျိုးလေးကိုလည်းဆုံးပြပါမယ်။ chorus ကတော့ပြောမယ်ဆိုရင်ဒါဖွက်ထားတာပေါ့နော်။ဖွက်ထားဆိုပြချင်ဒါပေမဲ့အခုကျွန်တော်ပြန်လုံးမဲ့တခြင်းကအစ်စ်တော့မဟုတ်ဘူး။ဒါပေမဲ့အဟောင်းမှာကျွန်တော် version ပြန်ပြောင်းလာပြီးတော့အဲ့လိုမျိုးအဲ့လေးပြန်ပြန်ဒါတော့ hints ပေးလိုက်တာပေါ့နော်။ဟုတ်ဟုတ်။ဒါထွက်ထားပြီးသားတခြင်းပေါ့။ဆုံးပြမလား။ဆုံးပြလို့ဆုံးပြလို့မရသေးဘူး။ဆုံးပြလို့မရသေးဘူးဆိုတော့ပြောချင်တာ။ဆုံးပြလို့မရဘူး။ဟုတ်ဟုတ်။ဒီဝက်ချက်ပေါ့။ပြောလေးနေပါပဲဆိုတော့အခုကတော့ဒီလက်ရှိကတော့ကျွန်တော်အခုဟိုပါပေါ့နော်အဲအပြင်က ဟို reputation တခုနေတော့ဒါကျွန်တော်ဟိုပါဘောနော်ဇလံယုံကားကြီးတကားရိုက်ထားတယ်အဲဟိုပါဘောအထဲမှာတော့ဝေလာကြီးတို့ချူလေးရမုံမြင်းမြန်းအဲဘဝင်အခုနဟိုတိုင်ရွန်တို့ကိုရန်လေးတို့အဥခင်လိုင်းတို့ဟာတာကားလေးတကားပါဘောနော်ကိုညီတို့ကောင်တို့လည်းပါတယ်အဲကားလေးကလည်းအဲမကြရင်ဒီနေ့ထဲမှာပြပြဖို့ရှိပါတယ်ဟုတ်ကဲ့အားပေးပါမယ်ကိုမဟုတ်ဘူးဆိုတော့ရှင်ကောင်ကညီလေးတို့ဒါ TV ဖန်သားပြင်မကတော့ဘူး ပိတ်ကားထပ်မှာပါတွေ့မြင်ရတာနော်တွေ့မြင်ရတော့ဝမ်းသာပါတယ်နော်အဲ့တော့မကြခင်မှာလဲဟလာကိုဖြစ်ချင်တဲ့ဟာတွေလဲဒါအများကြီးပြည်သက်တွေရှိရော2026မှာ6လောက်မှာအားလုံးဒါမျောလင့်ထားတဲ့ဟာတွေတော်တော်များများအကောင့်ပြပေါ်လာလို့ထင်တာပါနော်ဟုတ်ကဲ့ဟုတ်တယ်ပြီးတော့နှစ်ယောက်ကအခုဂီတပိုင်းလေးအတူဖန်နီးနေရယ်ဆိုတော့လေအဲ့ဒါလေးလည်းပြပြပေးလို့ရရင်ပြပြပေးပါအောင်သူတွဲဆိုပါတယ်ကျွန်တော်ရဲ့ပေါင်းဆက်ဖန်နီးမှုကဘာတွေများဖြစ်လဲအခုကကြတော့အခုကနည်းနည်းလေးခက်စားကြတော့ဒီ ကျွန်တော်ဒီ TikTok တို့ပါဘာမှခက်စားဆိုနည်းလေး cover song လေးကိုပြန်ပြီးတော့ဗောနော်အဲ့လိုမျိုးလေးစိုးကြည့်မယ်ပေါ့ဒါပေမဲ့အဲနှစ်ယောက်ပေါင်းပြီးတော့ချက်ချင်းတစ်ချင်းတစ်ပုတ်ကိုထုတ်လိုက်ရင်လည်းဒါကအောင်မြင်မှုဆိုတာနည်းနည်းခက်ခဲပေါ့နော်ကျွန်တော်တို့ဒီတရုတ်ဆောင်မှာအားပေးရဆိုရင်လည်းဒီတချင်းဆိုတဲ့အချိန်မှာလဲဒါထင်တယ်လို့ဘယ်လောက်ဖြစ်မလဲဆိုတော့အရင်ဆုံးနှစ်ယောက်တွဲပြီးတော့ဒီကာဗာလေးစပြီးလှုပ်ကြည့်မယ်လို့လို့တိုင်မင်ထားဟုတ်ကဲ့ တချင်နှစ်ထောင်ရအောင်ပါပေါ့အဲ့ဒါဆိုကာပါလေးလောက်ကြမှာပေါ့ကာပါကာပါဆောင်းတချင်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 ပြောပါပါကာပါလေးလောက်ကြမှာကောင်းပါလေ နော်ကောက်ပါလေဒီလေအသွေးမွေးလေးတွေကနော်နဆိုင်ဆိုတော့ကြည်ပြီးတော့အသွေးမွေးလေးအားဆိုခုကစားကြိုက်နေပြီဟိုကြိုက်မကြိုက်ကြာပြီပေါ့ဟုတ်ကဲ့ကြိုက်ကြာပြီဒီကောင်နေမကြိုက်ကြိုက်ပဲရှိသေးရခုတင်းနေတော့ကြာပြီနော်ကျင်လာရှော်ပေးရညီလေးခွေးတစ်ခါပို့ဦးလေလေနေတယ်တော့တစ်ခါပြန်လိုက်ပြန်ပေးဦးလေနေတယ်မှာပို့ပါပေါ့ညီကိုတွေပါကြာပြီကျွန်တော်တစ်ခါလေးမောင်းမောင်းနေလေတယောက်တည်းလေးမောင်းလာကာကာကာပြော ။အဲဒီစင်ရီပဲရီမင်းနဲ့ဆိုင်ကိုကြည့်ပြီးတော့သူကပြောဦးလား။ဘာလို့ဆိုင်။မေးစရာရှိလို့ပါ။မေးလေညီမလေးမေးဖို့ပါလား။ကိုကတော့နှစ်ယောက်နှစ်ယောက်စလုံးကလေတကယ်ဟိုအနုပညာတက်တန်းလဲကြာပြီကွာ။ဘာလို့လဲဆိုတော့ဟိုကိုဒီလမ်းကြောက်ပေါ်ရောက်ဖို့အတွက်ကိုစာမေးပွဲတွေအစဉ်အဆက်ဖြေခဲ့လို့ပြောလို့ရမှာပေါ့နော်။ဘာလို့ဆိုတော့အကုန်လုံးပြိုင်ပွဲတွေရှင်းပြိုင်ပြီးအစဉ်အဆက်ရှင်းပြိုင်ပြီးတော့မှဒီလမ်းကြောက်ပေါ်ရောက်လာတယ်။နောက်ပြီးတော့အခုဆိုရင်လည်းဒီအနုပညာအလုပ်ကိုပဲဒီဇိုင်းမမလုပ်နေရဆိုတော့ ကိုအနေနဲ့ပေါ့နော်ဟိုဒီအနုပညာယောက်ျားလေးတယောက်အနေနဲ့အနုပညာလမ်းကြောင်းပေါ်မှာကိုတရုပ်ဆောင်အနေနဲ့ရက်တည်တဲ့အခါမှာဆိုရင်ဘလို့အားသာချက်တွေရှိနိုင်လဲဆိုတာလေးသိချင်တာဘာလို့ဆိုတော့အဲယောက်ျားလေးတော်တော်များများကဟိုတချို့ကြတော့မိဘဟိုပံ့ပိုးမှုအထောက်ပံ့လို့ဘာလို့ပေါ့နော်ယူဖို့ဆိုတာသူတို့နည်းနည်းလေးတော့ဒါကိုလုံနိုင်တယ်ဆိုတာမျိုးပြချင်တယ်ကွာ main clay နဲ့တော့မတူ main clay ဆိုရင် supporting ကောင်းကောင်းနဲ့ဆိုရင် main clay တွေကဒီလမ်းကြောင်းပေါ်ကောင်းကောင်းရက်တည်နိုင်တယ်ယောက်ျားလေးကြီးကြတော့ကိုကိုရိုင်း ဒီလုံနိုင်မှာကိုကိုတိုင်းကိုရဲ့အနုပညာရည်သွေးချပြနိုင်မှာဒီလမ်းကြောင်းမှာရေရှည်ရက်တည်နိုင်တာဆိုတော့လေအဲ့တော့ကြောင့်တဦးချင်းစီကနေပြီးတော့အခုလိုမျိုးရက်တည်မှုအတွက်ပေါ့နော်ဒီလမ်းကြောင်းပေါ်မှာအနုပညာလမ်းကြောင်းဒီဇိုင်းမတ်မတ်ရက်တည်ဖို့အတွက်ကိုကိုအနေနဲ့ပေါ့နော်ဘလို့အားသာချက်တွေရှိတယ်လို့ကိုကိုကိုမြင်လဲမင်းစင်ပြောလို့ပဲခုနကကျွန်တော်တို့ဒီအစင်းစင်းဖြတ်ရတဲ့ဟာဆိုရတာပေါ့အဲ့တော့ကျွန်တော်ဒီဘယ်ဘယ်ဟာပဲလှုပ်လှုပ်ပေါ့ဒီအနုပညာတစ်ခုပဲမဟုတ်ပါဘူးအပြင်မှာလည်းကျွန်တော်ဘယ်လှုပ်ပဲလှုပ်လှုပ်ကဖြန့်လန်းလိုက်လို့ရှိရင် အဲကျွန်တော်ပြောချင်တာပေါ့နော်ခဏပဲရေရှည်မရက်တည်နိုင်လို့ထင်တယ်ပေါ့နော်ဒါကကျွန်တော်ကဟိုအစစ်စစ်ဖြတ်တာတော့ဒါအကောင်းဆုံးပဲတော့ဒီ MRT ဖုန်းမှာဝင်တဲ့ချိန်ဆိုလို့ရှိရင်လည်းဒါလူတွေအများကြီးကြားရတဲ့အနေနဲ့ကျွန်တော်ဆိုလည်းဒီ9ရောက်6ရောက်လောက်လေးဒီ10ရောက်17ရောက်လောက်လေးရဲ့မှာပြန်ပါဖို့ရောက်ပေါင်းများစွာကျွန်တော်တို့ထက် image ရဲ့သူတွေလည်းရှိမယ်နာမည်ကြီးရဲ့သူတွေလည်းရှိမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လည်းဒါကွက်ကိုကံကောင်းသွားတာလည်းဖြစ်ဖြစ်မယ်ပေါ့နော်ကိုကိုစူးစမ်းမှုတွေလည်းပါပေါ့နော်ဒါပေမဲ့စူးစမ်းမှုနဲ့ကျွန်တော်တို့ကစူးစမ်းမှုရဲ့ဒီဇွဲရဲ့နှစ်ခုပေါင်းမှလည်းအဆင်ပြေတာ ဒီကျွန်တော်စွတ်စူးစမ်းနေလဲဖြစ်ကျင်မှာဖြစ်တာကျွန်တော်တချို့ဆိုအရန်စူးစမ်းတယ်ဒီလန်ဒီနေရာရောက်အောင်သွားတယ်ဒါပေမဲ့ခဏခဏပြုတ်ကြတယ်ပြန်ထားမှာပဲရမှာကျွန်တော်ကဒီဇွဲတစ်ခုတော့လူတယ်ပေါ့ကျွန်တော်ကျွန်တော်ဆိုဒီကျွန်တော်အကောင့်မှာဆိုလဲဆောင်ပို့လေးတစ်ခုရေးထားတယ်လေအရာတိုင်းကဒါဇွဲမလျှော့ခြင်းအောင်မြင်ခြင်းဖြစ်တယ်ဆိုတဲ့ဟာလေး ਨੇ ကျွန်တော်အဲ့ဒါမျိုးကိုရှေ့ဆက်တယ်နောက်တစ်ခုကျတော့မိဘ sporting နဲ့ပတ်သက်တာကျတော့ကျွန်တော်ကလည်းအဲ့လိုမျိုးဟို ငငယ်တော့ဆိုလို့ရှိရင်အဖေတို့ဘာလို့ကတိတ်ပြီးတော့အားပေးတော့တိတ်တော့အားမပေးဘူးသူပညာဘက်ကိုဒါပေမဲ့အမေကတော့ပူအားပေးတယ်ဒါပေမဲ့ကျွန်တော်ဒီလမ်းတစ်ခုကိုဖောက်လိုက်ပြီးတော့မျိုးရိုးကလည်းဒီအမှုပညာမျိုးရိုးလည်းမရှိဘူးအဲ့အချိန်မှာစဉ်းစားလိုက်တယ်ငါဒီဟာကိုဆက်လုပ်လို့ဖြစ်ပါမလားဆိုတဲ့အချိန်မှာအရင်တော့ကတော့ပို့ပြီးတော့ဟိုလောက်ရတာဒီအမှုပညာလောက်ရတာက လွယ်တာတော့မဟုတ်ဘူးဒါပေမဲ့ step by step အကုန်လုံးကအဆင်အဆင်သွားရင်တော့အဆင်ပြေတယ်အဆင်ပြေတယ်အခုဆိုလို့ရှိရင်ပို့ပြီးတော့နည်းနည်းခက်ခဲလာတာလေးရှိမယ်ပေါ့နော်အရင်ကဆိုရင်တော့ပို့ကျွန်တော်တို့ဒီတန်းတန်းနေအများကြီးရှိမယ်ပြီးတော့ဆရာဆရာတွေအများကြီးရှိမယ်အခုဆိုကျွန်တော်အရင်နှမျိုးอ่ะဆိုကျွန်တော်တို့ဒီဆရာကြီးတွေဆိုလို့ရှိရင်လည်းအသက်အရွယ်လေးရလာပြီပေါ့နော်ဆိုတော့ကျွန်တော်တို့အရင်နှမျိုးတိုင်းရှိရဲဒါပေမဲ့ကျွန်တော်တို့လည်းဒါဘာပြောကံကောင်းတယ်လို့လည်းပြောမှာပေါ့နော်တို့နည်းနည်းတင်ပေးတင်ကြားပေးနိုင်တဲ့အချိန်မှာလည်းကျွန်တော်အများကြီးအများကြီးတင်ယူခဲ့ရတာပေါ့ အဲ့တော့ဟိုခုနလိုမိဘ sporting နဲ့ပတ်သက်လို့ရှိရင်တော့ဒါကတော့ sporting ပေးနိုင်တာမပေးနိုင်တာနဲ့မဆိုင်ဘူးကျွန်တော်ထင်တာကတော့ကိုကြိုးစားမှပဲရမှာမိဘနောက်ကနေဘလောက်ပဲတိန်းထောင်ချီပဲပန့်ပိုးဖို့တိန်းတောင်းချီပဲပန့်ပိုးဖို့ပေါ့နော်ဒါကိုမကြိုးစားရင်တော့ဘာမှမဖြစ်ဘူးပေါ့အော်ပြီးနောက်တစ်ခုကနုပညာလောက်ကမလွယ်ဘူးဆိုတာကျွန်တော်ပြောချင်တာလွယ်ကူရဲ့အရာမဟုတ်ဘူးဟိုသူကျွန်တော်လှလှပပလေးနေရတယ် main ကလေးဆိုလဲအလှလေးပြင်ပြီးနေရရဲ့ဆိုပြီးတော့လွယ်လွယ်ကူကူနဲ့ဒီလမ်းကြောင်းဝင်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးမလွယ်ဘူးအဲဆိုနောက်ွယ်မှာကျွန်တော်ခက်ခဲတာအများကြီးရှိတယ်ရိုက်နေတဲ့အချိန်တွေမှာကျွန်တော်တို့ဒဏ်ရာဒဏ်ရာရတာရှိမယ်ပြီးဝင်ခက်ခဲတာရှိမယ်ဆိုတော့အဲ့အရာတွေကိုတကယ်ဒဏ်ခံနိုင်ပြီးတော့ပဲကျွန်တော်တို့လည်းဒီ10နှစ်17နှစ်ကိုဝါသနာပါလို့ဒီအလုပ်ကိုချစ်လို့ပဲဝင်လာတာတခါတလေအဲစိတ်ညစ်သွားတယ်စိတ်တက်ကြွားသွားဆိုတဲ့အချိန်တောင်ကျွန်တော်တို့မရှိဘူးဒီအရောလုံးဝမယ်ဆိုလို့ရှိရင် ပို့ပြီးတော့ပျော်တယ်ပေါ့နော်အရင်တော့ကနည်းနည်းငယ်တော့ကနည်းနည်းငယ်တဲ့စိတ်နဲ့ဆိုရင်တော့အာဒီဟာကိုရမှဒီကာရီတာကိုရမှလုံမယ်ဆိုရယ်စိတ်ရှိရယ်ဟိုနဲတက်ရရောက်လာတဲ့အချိန်ကျတော့ဒီအမှုပညာကိုဒီအလုပ်တစ်ခုမှဒီကာရီတာဘာပဲဖြစ်နေဖြစ်နေငါပေးဆက်ကြည့်မယ်ဆိုစိတ်ကပို့ပြီးတော့ဝင်လာရယ်ပေါ့နော်အဲထင်တာတော့ပို့ပြီးတော့အမှုပညာကိုယူတော့လာရယ်ပို့ချက်လာရယ်လို့တော့ကျွန်တော်ကထင်တယ်ပေါ့ခုနကမှပြောလို့ sporting နဲ့တော့မဆိုင်ဘူးကိုကြိုးစားမှပဲ

မှန်ကန်မှပဲဒီ series တစ်ခုကပြီးမြောက်တယ်ကျွန်တော်ထင်တာပေါ့နော် character အဲ့ကြောင့်မလို့လဲခုကျွန်တော် casting ဆိုတာဖြစ်လာတာပေါ့ character အစစ်မှမဟုတ်ပဲနဲ့ရှောက်ထဲလို့ရှိရင်လည်းမလိုက်ရင်လည်းဒီကားတကားရှောက်ထဲလို့လည်းမရဘူးဒီကားတကားအောင်မြင်ဖို့ဆိုတာမလွယ်ဘူးပေါ့အဲ့ကြောင့်မလို့ကျွန်တော် casting စစ်စစ်လောက်တာဆိုတာကြီးကပေါ်လာတော့ပြီးပြီးရောရှောက်ထဲလိုက်နေဆိုတဲ့အခါကျလို့ရှိရင်လည်းဒီဘယ်လိုခေါ်မလဲ အောင်မြင်လာလိမ့်မယ်လို့မထင်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့အငါတို့တော့သူနဲ့လိုက်မယ်လို့ပြီးပြီးတော့ဘယ်လိုခေါ်မလဲရွေးချယ်လိုက်တယ်ဆိုတဲ့အခါကြလို့ရှိရင်ဟိုဘယ်လိုခေါ်မလဲဆိုတော့တကယ်တကယ်အားလုံးချုပ်ပြီးတော့ရိုက်နေတဲ့အချိန်မှာတော့မသိတာပြီမဲ့တကယ်တကယ်အချောတက်လိုက်ပြီးတော့တကယ်ပိတ်ပိတ်ကားတစ်ခုပေါ်မှာပေါ့ TV screen ပေါ်မှာတက်လာတဲ့အခါကြလို့ရှိရင်ကိုယ့်ရဲ့အားနည်းချက်ကအယမ်းပေါ်တာ။အဘသူတွေကအယမ်းကြွားနေပြီးတော့ तू ကတယောက်တည်းမလိုက်နိုင်ဘူး။ तू တယောက်တည်းကြံနေတာပေါ့။ အဲ့လိုလူကြီးတွေကမြင်ရလေကောက်ကောက်ကုန်ကြီးဒီဘက်ခေပူတော်ဆိုးတာပေါ့ဥမာဒီဘက်ကဆိုအစုံမဲ့လေကူကအများကြီးပဲဆိုတော့ဟုတ်တယ်ဟုတ်ကဲ့ပါ။အဲ့ကြောဘာဖြစ်ဖြစ်ညီလေးတို့နှစ်ယောက်စလုံးရဲ့အမှုပညာဖြတ်သန်းမှုအစဉ်စဉ်ရဲ့ခံဥရက်တွေရဲ့လက်ရှိလှူရှားမှုလေးတွေကိုဒါပြည်သက်တဲ့ရင်းနှီးဆိုတာချက်ပြောက်ခွင့်ရတဲ့အတွက်လည်းဝမ်းသာပါတယ်နော်။